တော့ပထမဦးစွာတနင်္ဂနွေသားသမီးတွေရနေပြီးတော့စတင်ခေါ်ကြပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့ရင်ထဲမှာဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အဆင်ပြေဖို့အောင်မြင်ဖို့ပင်ပန်းရင်ပင်ပန်းပါစေခက်ခဲရင်ခက်ခဲပါစေကြာကြာနာနာကြိုးစားမယ်ကိုခွန်အားရှိသလောက်ဉာဏ်စွမ်းရှိသလောက်ရှေ့ဆက်ပြီးတော့အောင်မြင်အောင်လုပ်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်းကောင်းတာရည်ရွယ်ချက်ကတော့ဘဝနောင်ရေးအတွက် ဖြတ်တန်းရမယ်လက်ကျင်လက်ကျန်အချိန်ခါတွေနဲ့ပတ်သက်ပြီးအဲ့တော့မရေရာမသေးကြစားတော်ဝါဖြစ်တဲ့ကိစ္စတွေနောက်ထပ်နောက်ထပ်မကြုံအောင်မတွေ့အောင်မဖြစ်အောင်အကောင်းဆုံးစီမံခန့်ခွဲရှေ့ဆက်နိုင်ဖို့ကိုဒါကိုရဲ့ရင်းနှီးမှာမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲ့တနင်္ဂနွေသားသမီးတွေဘယ်လိုဟာမှုကြုံမလဲငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်လုပ်တဲ့ကိစ္စတွေအဲ့ဒီနှစ်ခုမှာခုမှာခက်ခဲမှုတွေကြံတမ်းမှုတွေပင်ပန်းမှုတွေအဲ့လိုဟာမှုတွေကြုံတွေ့ရလိမ့်မယ် ငွေကြေးနဲ့ပထမဦးဆုံးပြောပြချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေးရမယ်ကိစ္စရရမယ်ကိစ္စတွေမပြတ်မသားတွေဖြစ်တတ်တယ်ပေးရမယ်ဟာလည်းမပေးနိုင်ဘူးရရမယ်ဟာလည်းမရဘူးအဲ့ဒီအခက်အခဲပြဿနာနှစ်ခုကြုံတွေ့ရတတ်တယ်နောက်တစ်ခုကမနိုင်ဝင်ထမ်းရခြင်းမကျွမ်းကျင်တဲ့အလုပ်တွေကိုလုပ်မှုခြင်းဆိုတဲ့အဖြစ်မျိုးတွေကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ မိတ်ဆွေအပေါင်းတွေကြမှာမျက်နှာငယ်ရမှာဂုံတိတ်ခါတွေကြမှာအဆဆအရာခံခေးမှာအဲ့လိုဟာမှုတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တင်းငွေတွေတာသမီတွေရဲ့ကန်စာတာမှာစုံပြန်ရချက်တဲ့နှစ်ခုနဲ့ရင်ဆိုင်ရတတ်တယ်။ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ရှင်လဲစိတ်ညစ်စရာနှစ်ခုကြုံတွေ့ရတတ်တယ်။အလောက်ကိုင်ပညာရေးနဲ့ပတ်သက်လို့ရှင်လဲစိတ်ညစ်စရာနှစ်ခုနဲ့ကြုံတွေ့ရတတ်တယ်ဖြစ်ပေါ်ရတတ်ပါတယ်။ ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိစ္စနှစ်ခုကြောင့်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်။အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့မကြာခဏကိုယ့်ရဲ့အိမ်အောင်ရေးကိုယ့်ရဲ့စီးပွားရေးကိုအကြံဉာဏ်ပေးတဲ့သူတွေကြောင့်ဘဝမှာအောင်မြင်မှုအဆင်ပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့သူများအကြံဉာဏ်ပေးတဲ့အတွက်ကြောင့်ကိုယ်မှာတိုးတက်မှုစိတ်ချမ်းသာမှုအောင်မြင်မှုအသလိုလမ်းစာလေးတွေပေါ်လာပါလိမ့်မယ်။ခန့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်းနှီးမြှုပ်နှံမှုကြောင့်ငွေကုန်ကြေးကျများမယ်။ အဆောင်ဦးနဲ့ပတ်သက်တဲ့ပြုပြင်မှုမှန်တဲ့ကိစ္စတွေအစ်စ်တဖန်ပြန်လဲပြုပြင်ရတဲ့ကိစ္စတွေကြောင့်ငွေကုန်ချေးကျများတတ်ကြောင်းပါလေဗျအဝိထည့်အတွက်လဲငွေကုန်ချေးကျများတတ်ပါလေဒီဝါသနာပါလို့ထီထိုးခြင်းနဲ့တင်းငွေသားသမီးတွေကတော့ကိုအိမ်မှာနေ့တိုင်းသုံးနေတဲ့ဓာတ်ရည်အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတွေရတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ ကိုချစ်ရတဲ့သူကိုမေတ္တာရှိတဲ့သူအဲ့တော့သူတို့ကိုကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့တော်လကောင်းအဝေးစားနဲ့ပတ်သက်ပြီးတော့လကောင်းအဲ့တော့ပေးခန်းခြင်းလှူဒန်းခြင်းထောက်ပံ့ခြင်းအဲ့လိုဟာမျိုးတွေလုပ်လိုက်ပါအဲ့လိုလုပ်လိုက်ခြင်းအပြင်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်ပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်တင်းငွေသားသမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရစီတင်းလာသားသမီးတွေရဲ့ယင်ထဲမှာ အဝေးတနေရာဒီတဲ့ကောင်းတဲ့နေရာကိုစွန့်စားဖို့သွာလာဖို့လောက်ကင်ဖို့လက်ရှိအလုပ်လက်ရှိနေရာတွေကိုစွန့်ခွာဖို့အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော့နေပါတယ်။မျောနဲ့တောင်းတရည်ရွယ်ချက်ကတော့ဘဝနောင်ရေးအတွက်ဘလို့အခက်အခဲတွေပဲကြုံကြုံဘလို့အခြေအနေမျိုးတွေပဲရှိရှိအောင်မြင်အောင်ကြီးပွားအောင်ချမ်းသာအောင်ချမ်းသာအောင်ဘယ်ရနဲ့ဘလို့စလုပ်ရင်ကောင်းမလဲဆိုပြီးတော့အဲ့လိုရည်ရွယ်ချက်တွေဒါကိုရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။မမျောလင်းမဲ့ တင်းလာသားသမီးတွေဘယ်လိုဟာမျိုးကြုံမလဲစိတ်လေစိတ်လွင်နေကြုံနေလုံးသမျှအမှားတွေကြုံတွေ့ရတတ်တယ်ဒီချိန်မှာစိတ်ကောလူရောကနာမငိမ့်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်စိတ်ညစ်စရာအနေနဲ့ကတော့ပြဿနာတစုံတရာကြောင့်စိတ်ညစ်ရတာမျိုးအဲ့တော့ကိုကပြဿနာမရှာဘဲနဲ့တဝူတယောက်ကပြဿနာရှာပြီးကိုကိုအမှုခင်းကဲ့သို့မျိုးတွင်စင်တာမျိုးစသည်အချင်းအဲ့တလို့ဟာမျိုးတွေကြောင့်ကိုမှစိတ်ညစ်စရာကြုံတွေ့ရပါလိမ့်မယ်အရာအလုံးကတော့အမှန်တိုင်းဖြစ်သွားပါလိမ့်မယ် ဘသူတွေဘလိုပဲတွင်စင်တွင်စင်ဘလိုတွေဘလိုတွေပဲကြောက်တွန်းခြင်းချင်းအဲ့တော့ကိုယ့်ရဲ့ကံတရားကစင်ပေါ်ကရောက်ပြီးသားလို့ပြထားပါဗါငယ်ရွယ်တဲ့တင်းလာသားသမီးတွေကန်စာတာမှာဆုံးဖြတ်ရန်ဆုံးဖြတ်ရန်နေခက်ခဲတာအဲ့တော့ဘဝမှာဘာလို့လို့လောရမယ်မသိတာအဲ့ဒါလို့ဟာမျိုးဖြစ်တတ်တဲ့အပြင်အခြေရင်းနဲ့ပတ်သက်ပြီးအပြစ်ပြောခြင်းချုပ်ချယ်ခြင်းဝေဖန်ခြင်းအဲ့ဒါလို့ဟာမျိုးရစရာမရှိအောင်ကိုချစ်ရတဲ့သူကကိုကိုပြဿနာရှာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ် ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာခက်ခဲမယ်ကြက်တဲမယ်အဲ့လိုဟာမှုတွေကျနင်းလာသားသမီးတွေကြုံတွေ့ရပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လည်ဆုံတွေ့ရတာအိမ်တော်ရေးတင်တာပတ်သက်ပြီးနောက်တစ်ကြော့ပြန်လည်ကောင်းမွန်တာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးရက်ဆိုင်တဲ့အလုပ်တွေနောက်တစ်ကြော့ပြန်လည်လုပ်ကင်ရတဲ့အတွက်ကြောင့်အိမ်တော်ရေးလည်းအဆင်ပြေမယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကကြားမာရေးလည်းကောင်းမွန်ပါလိမ့်မယ်လို့ပြန်ထားပါတယ် အဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကျန်းမာရေးကိုအကြောင်းပြုပြီးတော့ငွေကုန်ချေချာများတဲ့ပုံစံလောက်ပဲရှိနေပါလိမ့်မယ်။ဖြူဝသနာပါလို့ထီဆိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့အတောင်မှန်ပါသောတရဝါတွေနေလေနေတာရှိသောနားလေနားတာရှိသောတွေ့လေတွေ့တာရှိသောနေရာများမှာရှာကြည့်ပါ။အဲ့ဒီနေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတွေကတွေ့ရပါလိမ့်မယ်။ညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုကိုနိုင်ပဲဖြစ်ဖြစ်အဲ့တော့ လေညင်းခံတဲ့နေရာလေကောင်းလေတိုင်ရမယ်နေရာလေးကိုသွားပြီးတော့အလိုရှိရာဆူတောင်းကြည့်လိုက်ပါအဲ့တော့ตาရတဲ့နေရာငိမ့်ညံ့တဲ့နေရာမျက်လုံးအေးတဲ့နေရာလေးကိုသွားပါပန်းညံတော်၎င်းကနာတော်၎င်းလေကောင်းလေသန့်လေကွင်းပြင်အစသည့်အပြင်စိမ့်ဆိုတဲ့နေရာလေးကိုတွားကြည့်လိုက်ပါအဲ့ဒီကနေပြန်လာတာနဲ့အရာခတ်သိမ်းအားလုံးအေးချမ်းပြီးတော့ကောင်းမွန်သောဘဝရှေ့ဆက်ပါလိမ့်မယ်တဲ့ဗျအင်္ဂါသားသမီးတွေရဲ့ယဉ်ထဲမှာ ိသားစုကိုအတိမပေးဘဲလုပ်တဲ့ကိစ္စတွေအခုဒီချိန်မှာစိတ်ညစ်စရာတွေခေါင်းရှုပ်စရာတွေဖြစ်တတ်တယ်။ငွေကြေးကိစ္စတွေနဲ့ပတ်သက်လို့ရှင်လဲသူကပုံမှန်ဝင်နေတာထက်ပို့ပြီးတော့ဝင်လာရင်တော့တတိထားပါပုံမှန်ဝင်နေရင်တော့အကြောင်းမဟုတ်ပါဘူးပုံမှန်ထက်သာလွန်သောဝင်ဝင်မျိုးတွေရလာပြီဆိုလို့ရှင်တော့အိမ်မှာတစ်ခုမမဟုတ်တစ်ခုစိတ်ညစ်စရာကြားမှရင်ညံ့တာအဲ့တော့ခြေလက်တွေထိခိုက်ဒဏ်ရာရတာအဲ့လိုဟာမျိုးလေးတွေပေါ်တတ်တယ်ဖြစ်တတ်တယ်အဲ့တော့ အင်္ဂါသားသမီးတွေရဲ့မျောလေတောင်းတရည်ရွယ်ချက်ကတော့လုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးအောင်မြင်အောင်လုပ်ဖို့ကြီးပွားအောင်လုပ်ဖို့အဲ့တော့တိုးပွားအောင်လုပ်ဖို့အဲ့လိုရည်ရွယ်ချက်တွေတော့ရှိနေပါတယ်အဲ့တော့အဲ့လိုလုပ်ဖို့ကလည်းကို့အတွက်ကံစားတာမျက်နှာစာပေးခြင်းကြုံရပါလိမ့်မယ်မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲအဝေးတနေရာကသတင်းကောင်းဆက်သွယ်ကောင်းတွေရရှိတဲ့အပြင်ဝမ်းသာစရာအကြောင်းတွေပါကုစီကိုတည်ဆောင်လာတဲ့ပုံစံမျိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ သားသမီးအတွက်ပညာရေးအတွက်နေရာထိုင်ခင်းအတွက်အဲ့ဒီသုံးခုအတွက်စိတ်ညစ်စရာကြုံတွေ့ရတတ်ပါတယ်။သားသမီးမရှိတဲ့သူတွေကလည်းအောက်လက်ငယ်သားအတွက်ပေါ့ဗျာ။အဲ့တော့ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကန်စာတာမှာစိတ်နှောက်ယှက်ဖြစ်စရာတွေအခြေရေးပညာရေးကျန်းမာရေးအတလူဟာမှုတွေတွေကြုံတွေ့ရတတ်တယ်။အဲ့တော့အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကံကောင်းဖို့ဆိုလို့ရှိရင်ကြောင်အနက်ကိုရှာပြီးအစာကျွေးပါအဲ့ဒါဆိုလို့ရှိရင် ကျင်းတွေကိုအင်္ဂါသားသမီးတွေအတွက်အခြေရေးအိမ်အောင်ရေးနဲ့အခြေရေးမေတ္တာရေးရာတွေနဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်ပြီးကံကောင်းသွားပါလိမ့်မယ်အဲ့တော့ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာစိတ်နှောင့်ရှက်ကြုံပြီးမှဝင်ဝင်ကောင်းတွေရတာမျိုး ဖြစ်ပေါ်ပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ခရီးတွေနဲ့ပတ်သက်တဲ့ကိစ္စရင်ထားကိုအကြောင်းပြုပြီးပတ်သက်တဲ့ကိစ္စအဲ့ဒီကိစ္စနှစ်ခုကြောင့်အိမ်အောင်ရေးမှာမတမယာဖြစ်တတ်တယ် ကိုယ့်ရဲ့အိမ်နောက်ဘက်ကငွေသုံးချမ်းမှုကြောင့်စိတ်မချမ်းသာစရာတွေရတယ်ဖြစ်တာအကြောင်းပါတယ်ဗျအဲ့တော့ထွက်ငွေနဲ့ပတ်သက်လို့လို့ကလည်းရင်းရထားကိုအကြောင်းပြုပြီးငွေကုန်ကြေးကျများနိုင်တယ်လို့ပြထားပါတယ်ခီဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့မိသားစုရိုက်ထားတဲ့ဓာတ်ပုံတွေရဲ့အနီးအနီးနားမှာအဲ့ဓာတ်ပုံပေါ်မှာရှားကြည့်ပါအဲ့ဒီမှာမိတ်ဆွေတွေအကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ အိမ်ကိုတန်ရှင်းရေးလုပ်ပါအခန်းကိုတန်ရှင်းရေးလုပ်ပါကိုယ့်ရဲ့လုပ်ငန်းကိုတန်ရှင်းရေးလုပ်ပါအဲ့ဒါလို့လုပ်ချင်းအားဖြင့်ညံ့နေအားလုံးပြေပြောင်းပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါတောင်းမိများအတွက်ဒီမှာပဲနေကုန်းချုပ်ပြရစီဘုရဘူသားသမီးတွေရဲ့ယဉ်ထဲမှာလူနေမှုအစဉ်တန်းမြင်မအောင်ကြိုးစားဖို့လက်ရှိကိုယ့်ရဲ့ဝင်ငွေနဲ့ပတ်သက်တဲ့ကိစ္စအဲ့တော့ဒီထက်ပိုပြီးတော့မဆုပ်ယုပ်ဖို့ ဝင်းလာသမျှငွေကြေးတွေနဲ့ပတ်သက်ပြီးလဲခိုင်မြဲဖို့စုဆောင်းနိုင်စွာဖြစ်အောင်ကြိုးစားဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကို့ကိုချုပ်ချယ်မဲ့ကိစ္စတွေပြဿနာရှာမဲ့ကိစ္စတွေနောက်တစ်ချော့ကို့ကိုပြန်ပြီးတော့စိတ်ညစ်ရမဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမကြုံအောင်မဖြစ်အောင်မစုံအောင်လုပ်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာမျောလင်းတောင်းတနေတယ်။မမျောလင်းမဲ့ဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့ အားလုံးနဲ့ချစ်ခင်ချင်းတင့်မြတ်ချင်းတွေဂျုံပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့စေတနာမေတ္တာတွေလည်းတစ်ဖက်လူကနားလည်လာလာတာမျိုးတွေဂျုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ကိုသိကျင်သောကိစ္စကိုလေ့လာမယ်ထောက်လှမ်းမယ်စုံစမ်းမယ်ဆိုတဲ့အတွက်ကြောင့်အခုမှစိတ်ညစ်မှုတွေဖြစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကံစရာမှာဆိုလို့ရှင်တော့ကိုလေးစားအားကြရသောလူတူတူတယောက်ကြောင့်ကို့မှာအဆက်စားရကံကောင်းခြင်းအောင်မြင်ခြင်း အခွင့်အရေးကောင်းတွေရရှိခြင်းအဲ့လိုဟာမျိုးတွေကျုံတွေ့ရလာလာပါလိမ့်မယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှင်လဲကိုလေးစားအားကြရတဲ့သူကပဲကိုကိုမေတ္တာရေးရတဲ့နဲ့ပတ်သက်ပြီးအကောင်းဆုံးအပျော်ရွှင်ဆုံးစိတ်ချမ်းသာဆုံးဖြစ်အောင်ဖန်တီးမှုတွေကျုံတွေ့ရပါလိမ့်မယ်ဗျာဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကို့အသက်ကြီးတဲ့အသက်ကြီးကြီးလူတယောက်ကကိုညီမဆမှုကြောင့်ဝင်ဝေကောင်းတိုးပွားလာတာမျိုးကျုံတွေ့ရပါလိမ့်မယ် ဒိန်းအောင်ရှင်မိတ်ဆွေဗုဒ္ဓဘုရားသမီးများဘုရားတော်သာသမီယရနာကိုအကြောင်းပြုပြီးတော့အိမ်အောင်ရေးตายာမှုတွေစိတ်ချမ်းသာမှုတွေကြုံတွေ့ရလိမ့်မယ်ဒီအချိန်မှာစိန်ကံပစ္စည်းအဖို့ဒံပစ္စည်းကိုလိုချင်သောအရာတွေလည်းမကြခင်မှာရရှိပါလိမ့်မယ်အိမ်အောင်ရေးကလည်းဒီတဲ့ပို့ပြီးတော့ตายာမှုတွေစိတ်ချမ်းသာမှုတွေကြုံပါလိမ့်မယ်လို့ပြထားပါတယ်ခွက်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းသာသမီကိုအကြောင်းပြုအောက်လက်ငယ်သားကိုအကြောင်းပြုပြီးရင်သွေးကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများပါလိမ့်မယ်လေဗျာ ထီဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့ရေပုံးရေွက်တွေထားတဲ့နားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရာအနေနဲ့ကတော့တော့အဟောင်းများကိုစွန့်ပြစ်ခြင်းအဲ့တော့တော့တန်များတော့ကလောက်များကိုတန်ရှင်းလှုပ်ခြင်းအားဖြင့်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ဗျာဇာတာရေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဇာတာရေးသားသမီးတွေရဲ့ယင်ထဲမှာ သူတော်စင်သူတော်ကောင်းတွေရဲ့ကူညီမဆားမှုကိုလိုချင်တယ်အဲ့တော့မြင့်နဲ့ပြလိုက်သလိုမျိုးကုဘဝကြီးတစ်ခုလုံးပြောင်းလဲဖို့တိုးတက်ဖို့အောင်မြင်အောင်လုပ်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုယ်ဒုက္ခပေးခဲ့တဲ့လူကိုကလည်းစားချေခြင်းနဲ့စိတ်အဲ့တလို့ဟာမျိုးတွေကြိတ်မနိုင်ခဲမရရင်ထဲမှာတဖွားဖွားပြန်လဲပေါ်လာတာမျိုးသတိရတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်အဲ့တော့ကလစားခြေဖို့ကတော့မခြေကျင်တဲ့ခြေရမှာပဲအဲ့တော့မိတ်ဆွေတွေအခွင့်အရေးတွေရလာပါလိမ့်မယ် မမျောနိုင်မဲ့ဘလို့အာမို့ချုံမလဲဆိုလို့ရှင်တော့ဘေးကျန်တဲ့အချက်တဲတွေဂျုံတွေးရတက်တဲ့စိတ်ညစ်စရာတွေမျိုးစုံတွေးမိတာမျိုးစဉ်းစားမိတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့စိတ်ညစ်တော့လဲဘာဖြစ်လဲညစ်လိုက်ပေါ့မြင်မြန်ညစ်အကြာကြီးမညစ်နဲ့နော်အဲ့တော့ပြီးတာနဲ့အဲ့လောက်ချက်ချင်းဖြောက်ပလိုက်အဲ့တလို့ဟာမို့လောက်ပါကဲနောက်ထပ်စိတ်ညစ်စရာတွေဘာတွေလာသေးလဲဆိုလို့ရှင်စီးစရာရင်ထားနဲ့ပတ်သက်ပြီးတွားရေးလာရင်းနဲ့ပတ်သက်ပြီးအကုန်လုံးကိုယ်မှာစိတ်ညစ်စရာတွေဂျုံတွေးနိုင်ပါတဲ့ဗျာ ငယ်ရွယ်တဲ့ကြာသပတိသားသမီးတွေကန်စာတာမှာကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အခွင့်အရေးကောင်းတဲ့လမ်းစာတွေအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးပေါ်အောင်တွေ့အောင်ကြုံအောင်လုပ်ဖို့အကြောင်းအရာတွေအခုရင်ထဲမှာအင်တိုင်းအားတိုင်းလုပ်ဖို့အကြောင်းအရာတွေပေါ်လာပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ချစ်သူရဲ့လိညာချင်းကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲစရာမျိုးအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်တဲ့ဗျာဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာနောက်တစ်ချိန်ကောင်းစားဖို့နောက်တစ်ချိန်ရဖို့အတွက်ဒီချိန်မှာစတင်ပြီးတော့ စ조사တာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများအဖိုးကတော့အချီရည်နဲ့ပတ်သက်ပြီးမေတ္တာရည်ရတယ်နဲ့ပတ်သက်ပြီးကံကောင်းပြီးကောင်းရင်းဆိုတဲ့ဟာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲတော့တန်ရောစဉ်နှစ်ခုကြားမှာဗျာများတဲ့အဖြစ်မျိုးတွေဂျာသာပရိသာသမီတွေကြုံတွေ့နိုင်ပါတဲ့ဗျာအချီရည်နဲ့ပတ်သက်ပြီးအိမ်အောင်ရည်နဲ့ပတ်သက်ပြီးကံကောင်းဖို့ကတော့ပန်းစည်းများကိုကိုချစ်ခင်ရတဲ့သူတွေကိုလက်ဆောင်ပေးခြင်းကျွေးမွေးခြင်းအားဖြင့်အချီရည်အိမ်အောင်ရည်မှာကံကောင်းသွားပါလိမ့်မယ် ဖောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုချိရတဲ့သူတွေကြောင့်ငွေကုန်ချေးကျများပါလိမ့်မယ်လေဗျာ။ဒီဝါသနာပါလို့ထီဆိုးခြင်းနဲ့ကြာလာပြီးသာသမီတွေကတော့ဖျောင်းနိုင်နေရဲ့အနီးနားမှာရှားကြည့်ပါ။မီးလုံးတွေရဲ့အနီးနားမှာရှားကြည့်ပါ။အဲ့ဒီနေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတွေကတွေ့ရပါလိမ့်မယ်။မီးလုံးနော်မီးကြောင်မီးကြောင်မဟုတ်ဘူး။ဖျောင်းနိုင်မီးမီးလုံးအဲ့ဒီလိုနေရာမျိုးနှစ်ခုနားမှာရှားကြည့်ပါ။ ဲ့ညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရာအနေနဲ့ကတော့မိမိအကြိုက်ဆုံးနှင်းလျာများကိုယဟန်တန်ကသူတော်စင်ကိုမြစ်တာရှိတဲ့သူများကိုကျွေးမွေးခြင်းအားဖြင့်လူတန်းခြင်းအားဖြင့်အညံ့တွေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာတောက်ကြသားသမီးတွေရဲ့ယင်ထဲမှာကိုချစ်ရတဲ့သူကိုတန်ရောစင်ဖြစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးဝမ်းနည်းစရာတွေစိတ်မချမ်းသာစရာတွေအဲ့ဒါလိုဟာမှုတွေကြုံတွေ့နိုင်တယ်အခုအဲ့ဒါလိုအကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာ ကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးမချင်မချမ်းဖြစ်တဲ့ကိစ္စဝမ်းနေစရာကိစ္စအဲ့ဒါလို့နှစ်ခုကိုကိုမှတွေးတောနေပါတဲ့ဗျာမျောလဲတောင်းတရည်ရွယ်ချက်ကတော့ငွေရတဲ့သူတွေအတွက်အစဉ်ပြေအောင်လုပ်ဖို့ချို့ချံပေးဖို့စူဆောင်းပေးဖို့သူတို့လိုချင်တာလေးတွေတက်နိုင်သမျှဖြည့်ဆည်းပေးဖို့ကူညီပေးဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ဒီတဲ့ကောင်းတဲ့နေရာကိုစွန့်စွန့်ဆဆသွားဖို့ ရက်တည်ဖို့ဆက်လက်調査ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာအဲ့လိုအကြောင်းအရာတွေပေါ်လာလိမ့်မယ်ကြုံလာလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့တောက်ကြသားသမီးတွေပါအချီရေးကြောင့်မေတ္တာရေးရာကြောင့်ကိုယ့်ရဲ့မေတ္တာစေတနာကြောင့်ကိုယ့်ဘာကိုစိတ်ညစ်တာမျိုးတွေကြုံတွေ့ရတတ်တယ်မေတ္တာမထားမင်းကောင်းမှာပဲဆိုတော့တလွဲတွေတွေးမိတာမျိုးဖြစ်ပေါ်တာတတ်ပါတယ်ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာဆရာသမားတွေရဲ့ကိုညီမဆာမှုကိုလေးစားအားချရတဲ့သူတွေရဲ့ ဘဝရည်တည်မှုတွေနဲ့ပတ်သက်ပြီးအဲ့လိုပုံစံအဲ့လိုဒီဇိုင်းမျိုးတွေနဲ့ရှေ့ဆက်ရတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုလေးစားအားကျရသောဆရာသမားတွေရဲ့ကူညီပံ့ပိုးမှုကြောင့်ဝင်ဝင်ကောင်းတွေရရှိပါလိမ့်မယ်ဗျာ။အိမ်တော်ရှင်မိတ်ဆွေများအဖို့ကတော့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ဘဝမှာအဆင်ပြေမယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်ရှင်ကတော့အထီးကျန်တာတွေတစ်ခုပါပဲ။ကျန်တာအားလုံးပြည့်စုံတဲ့ကံကောင်းလာပါလိမ့်မယ်။ ခောင်းငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာအလှူဒါနတစ်ခုခုကြောင့်ငွေကုန်ချေကျများပါလိမ့်မယ်။လှူကတန်းအားလို့ငွေကုန်ငွေထွက်ပေါက်တွေကျုံနိုင်ပါသတဲ့ဗျာ။ခီဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့မိမိအိမ်ရဲ့နိုင်ရန်မှာရှာကြည့်ပါ။အဲ့အဲ့ဒီအပေါ်မှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတွေကတွေ့ရပါလိမ့်မယ်။ညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရာအနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစိတ်စားစိတ်လှူခြင်းအားဖြင့်တောက်ကြသားမီးများ အညံ့တွေအားလုံးကင်းစင်ပြီးအကောင့်ဘက်ကိုဥတီသွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီစနေသားသမီးတွေရဲ့ယဉ်နှမ်းမှာအဝေးတနေရာကဆက်သွဲကောင်းတင်းကောင်းတွေရရှိဖို့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ရက်တည်တဲ့ကိစ္စတွေမှာအဆဆရာအစဉ်ပြေဖို့ရေရှည်အတွက်ပလန်ချတဲ့ကိစ္စတွေမှာရေချီရေရှည်အတွက်စီမံခန့်ခွဲတဲ့ကိစ္စတွေမှာအဆဆရာအစဉ်ပြေအောင် လုပ်ဖို့အခုယဉ်နှမ်းမှာစဉ်းစားတွေးတောနေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ ကိုကိုကိုအားကိုးတိုက်တဲ့သူကိုရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပြေဝအောင်စ조사ဖို့အဲ့လိုဟာမျိုးတာကိုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲ့စနေသားသမီးတွေဘယ်လိုဟာမျိုးကြုံမလဲမိမိရဲ့ဘဝကံကြမ္မာတပြေးပြေးနဲ့ကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေကြုံပါလိမ့်မယ်သူများရဲ့လက်ညှိုးညွှန်ရသူများရဲ့အခိုင်းအစီသူများရဲ့ပြောပတ်ဖြစ်အောင်အဲ့လိုဟာမျိုးတွေကနေပြီးတော့မကြုံအောင်စ조사ဖို့အခွင့်အရေးကောင်းတဲ့ဒီချိန်မှာရရှိလာပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ ခုရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေအရင်တော့ကရင်းရင်တိတ်ဆောင်းခဲ့တဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်စရာတွေကြုံတွေ့နေရတတ်ပါတယ်။စနေသားသမီးငယ်ရွယ်တဲ့မိษွေများအဖို့ကတော့ညအတိုင်းစိတ်ဆင်းရဲတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်မချမ်းသာသာစရာတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့မိသားစုအကြောင်းပတ်ဝန်းကျင်အကြောင်းအဲ့တော့ပြဿနာပေါင်းစုံကိုကိုယ်ကကြားရသိရတယ်ဆိုတဲ့အတွက်ကြောင့် ို့မှာစိတ်ဆင်းရဲမှုတွေဖြစ်တတ်တယ်။အဲ့ဒီအတွက်ကြောင့်ချစ်ရည်နဲ့အချစ်ရည်နဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေကြုံမာကိုတွေးပြီးစိတ်ပူတယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်လည်းဒီကာလအတွင်းမှာအဆိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်။ကလင်ကကျစ်လူမျိုးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကတစ္ဆာမဲ့မှုအကြောင်းအရာတွေသူ့ကိုယ်သူတကူကောင်းဆန်ဆန် ဲ့တော့လွတ်လွတ်လပ်လပ်နေခြင်းတဲ့ကိစ္စအဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုယ်မှာစိတ်နှလုံးမချမ်းမြေ့စရာတွေစိတ်ကြကြစရာတွေစိတ်ညစ်စရာတွေကြားရသိရကြုံရတာမျိုးဖြစ်ပေါ်ကတတ်ပါတယ်အဲ့တော့မကြခင်မှာသူ့ကိုယ်သူအကောင်းဆုံးဘက်ကိုပြုပြင်သွားပါလိမ့်မယ်ခွန်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးတော့ငွေကုန်ချေးကြများနိုင်ပါတယ်ခြေဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ဒီကာလအတွင်းမှာကံအယမ်းဆိုးတဲ့သူတွေရဲ့အမည်နာမကိုအတိတ်ကောက်ခြင်းအားဖြင့် ကိုယ်အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့ကလေးတငယ်များကိုအင်ကြီးလေးတွေလက်ဆောင်ပေးခြင်းအားဖြင့်အညံ့တွေအားလုံးပြပြကောင်းမွန်ပြီးတိတိတတ်တတ်လက်လာပါရှင်လန်းပြီးအညံ့တွေအားလုံးကင်းစင်သွားပါလိမ့်မယ်ကျွန်တော်ရဲ့တပတ်စာဟောပြောမှုကတော့ဒီမှာပဲဒီကုန်းချုပ်ပါပြီ